ပဋ္ဌာန်းကိုရွတ်တဲ့ပုံကိုယ်တွေတော်တော်များပါတယ်။ဘာကြီးရဲ့ချက်နဲ့ရွတ်တယ်ဆိုတာတော့ရွတ်တဲ့ပုံကိုယ်တိုင်းမှာပဲအသိပဲ။သို့တော်မှန်ကန်တဲ့ရွယ်ချက်နဲ့ရွတ်ဖို့တော့လိုအပ်တယ်ပေါ့နော်။ရွတ်တယ်ဆိုတဲ့နေရာမှာတချို့ကအန္တရာယ်ကင်းလို့ဆိုပြီးတော့ရွတ်တာရှိတယ်။စီးပွားတက်လို့ဆိုတာရွတ်တာရှိတယ်။အန္တရာယ်ကင်းခြင်းလို့ဆိုတာလဲလူဆန္ဒပဲ။စီးပွားတက်ခြင်းလဲဆိုတာလဲလူဆန္ဒ။လူရဲ့ဆန္ဒတွေအမျိုးမျိုးပေါ့။ ပဋ္ဌာန်းကြီးကိုပူဇော်ခြင်းလို့ရွတ်တယ်ဆိုတဲ့ပုံကိုလည်းရှိကောင်းရှိနိုင်တယ်ပေါ့အထူးသဖြင့်မြန်မာပြည်မှာအထက်ကရာဆရာကြီးတွေကပြောခဲ့တယ်အဲ့ဒီစကားဟာမြန်မာလူမျိုးတွေသိနေကြတယ်တနေ့တစ်ချိန်ကျတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးတွေကွယ်ပြောက်သွားလိမ့်မယ်ကွယ်ပြောက်တဲ့အခါမှာအဘိဓမ္မာတရားကစပြီးကွယ်လိမ့်မယ်အဲ့ဒီအဘိဓမ္မာခေါနှစ်ချမ်းမှာလည်းပဋ္ဌာန်းကြီးကစကွယ်မယ်ဆိုတော့ မခွဲအောင်ပဋ္ဌာန်းပွဲတွေလုပ်ပြီး20အတန်20ရွတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရွယ်ချက်ကတော့အဲ့တော့ရွတ်တဲ့ပုံကိုယ်တွေစီမံတဲ့ပုံကိုယ်တွေရဲ့ရွယ်ချက်ကတော့ဒါပုံကိုယ်တွေဆိုင်ရာရွယ်ချက်ပဲပြောပေါ့သို့တော့ကောင်းမွန်တဲ့ရွယ်ချက်နဲ့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုရင်အမှန်တမ်းကောင်းပါတယ်တချို့ကလည်းရှိပဲပေါ့ကတ္တဗျာမြတ်စွာဘုရားလက်ထက်တုန်းက အဘိဓမ္မာတရေဆယ်ပြီးလှိုင်းမှုထဲမှာယဟန်တော်တွေအဘိဓမ္မာတရေဆယ်နေကြတယ်အဘိဓမ္မာတရားရဲ့အတိတ်အနဲ့အလေးအနက်ကိုမသိတဲ့အတိတ်ပဲကိုနားမလဲတဲ့လင်းတို့သား900ဟာအဘိဓမ္မာတရားသံတွေကိုကြားရင်ကနေပြီးတော့စိတ်ချနှူးမှုရတယ်အဲ့ဒီကောင်းမှုကြောင့်ခေါရမမြတ်စွာဘုရားလက်ထက်မှာအမျိုးကောင်းသား900လာဖြစ်ပြီးတော့ရှင်သာရိပုတ္တရာထံကအဘိဓမ္မာတပည့်တွေ ပထမဆုံးအဘိဓမ္မာခုနှစ်ကျမ်းကိုသင်ခွင့်ရတဲ့ယဟန်ငါးရလာဖြစ်လာတဲ့ဆိုတဲ့ story ကိုလည်းပဲဗမာတွေတော်တော်များများသိထားကြတယ်။တချို့ကလည်းအဲ့ဒီပဋ္ဌာန်းတန်ကလေးကြားလို့ရှင်လင်းတို့တွေအားကြပြီးတော့ပေါ့လေ။လင်းတို့သားလို့ဒီလိုပြဖြစ်မလားလို့။အဲ့တော့အဲ့လောက်လေးတွေမလောက်ပါနဲ့။နော်လင်းတို့ဆိုတာတရိษံပဲ။ကိုကတရိษံအဆက်မှမဟုတ်ပဲ။ အဲ့တော့ရွတ်ရွရွတ်ထာမျိုးမဟုတ်ပဲနဲ့အဓိပ္ပာယ်နားလည်လိုက်မယ်ဆိုရင်ပိုမကောင်းပိုကောင်းတာပေါ့အဓိပ္ပာယ်နားလည်မယ်ဆိုရင်ပိုမကောင်းဘူးလားကောင်းတယ်ဒါကြောင့်မို့လို့အဓိပ္ပာယ်နားလည်အောင်ကြိုးစားလုပ်မယ်ကြည့်မယ်ဆိုလို့ရှင်အန္တရာယ်ကင်းဖို့ရွတ်ထာတို့စီးပွားတက်ဖို့ရွတ်ထာတို့ဆိုတာမဟုတ်တော့ဘူးသူကအန္တရာယ်ကင်းတယ်ဆိုတာအချမ်းကြီးတွေအန္တရာယ်ကင်းတယ်ဒါပြင်ပဋ္ဌာန်းကျမ်းရွတ်လို့အန္တရာယ်ကင်းတာမရှိဘူးလို့ပြောတာမဟုတ်ဘူး ပဋ္ဌာန်းချမ်းကြီးကိုရွတ်လိုက်လို့ရှိရင်ပဋ္ဌာန်းဒေသနာတော်ကြီးကိုဖရာလက်ထက်ကနာခဲ့ရတဲ့တက်တန်းရှိတဲ့နတ်တွေရှိတယ်။ရှိတော့အဲ့ဒီနတ်တွေကအေးဖရာလက်ထက်တော်ကငါနာခဲ့ရတဲ့အတန်မျိုးခုကြားတယ်ဆိုပြီးတော့သူတို့ကလာနာခြင်းညာမှာ